ျမပေးခဲ့တဲ့ရက်ကအဲကျမရဲ့မိတ်ဆွေအိမ်ကိုဖုန်းရွှေစစ်ပေးတဲ့အခါမှာအဲဘာတွေတွေ့ရလဲဆိုတော့သူ့ရဲ့ဝင်တကားဝနော်အဝင်တကားဝဆိုတာအိမ်ချံဝင်းမှာသူကဘာလုပ်ထားလဲဆိုလို့ရှိရင်ကားဝင်ဖို့တပောက်ရဲ့နောက်လို့ရှိရင်အိမ်မြင့်တက်တဲ့မှာတပောက်ရဲ့တန်တကားတွေလုပ်ထားတယ်အဲ့တော့အဲ့လိုမျိုးတကယ်ပြားကြီးနှစ်ခုပေါ့နော်ဘင်ညာနှစ်ခုတတ်တတ်စီရှိနေတဲ့အိမ်ကဘာဖြစ်တတ်လဲဆိုလို့ရှိရင် ငွေကြေးဝင်နေအခါမှာငွေကြေးဝင်စီတဲ့ချီ energy ကိုအားနည်းစေတယ်ပြောမယ်ဆိုလို့ရှိရင်တကားနှစ်ပေါက်ကိုခွဲဝေစီစမ်းစေတဲ့အတွက်ကြောင့်မို့လို့သူတို့ဝင်လာတဲ့ချီ energy အားနည်းတဲ့အတွက်ကြောင့်မို့ဝင်ဝင်နေသွားစေတဲ့အိမ်ဖြစ်ပါမယ်ဆိုတော့သူ့ရဲ့အိမ်ကပြီးခဲ့တဲ့ဒီအိမ်မဆောက်ခင်မှာဒီအိမ်ဆောက်ဖို့အတွက်လည်းဒီစီးပွားရေးရနေပဲလာတဲ့ငွေကြေးနဲ့ဒီအိမ်ကိုဆောက်ခဲ့တာ ဒီအိမ်ကိုစောက်ပြီးသွားပြီးတော့ဒီအိမ်ကိုရွှေ့လာတာမှသူအခုစီးပွားဖြစ်ခဲ့တဲ့စီးပွားရရလည်းအဆင်မပြေဘူးပြီးလို့ရှိရင်အာသူတို့ရဲ့အိမ်ကောင်ကြီးမှလည်းနည်းနည်းအငင်းခုလေးရှိရတယ်ပြီးကြေခဲ့တဲ့ပြည်လေခဲ့တဲ့မိတ်တစ်ဆွေတစ်တွေလည်းမရှိလာဘူးပြီးခဲ့တဲ့မိတ်ဟောင်းဆွေဟောင်းကြီးလည်းပဋိပက္ခလေးဖြစ်သွားကြတယ်အဲ့တော့ပြီးခဲ့တဲ့အိမ်သေးသေးလေးမှာကစူးစမ်းနေတော့မှဒီလုပ်ငန်းလေးလုပ်တယ်ဒီကျွမ်းကျင်လေးနဲ့ပဲဒီလူလေးနဲ့ပဲနေပိုက်ခဲ့တဲ့လုပ်ငန်း ်ရွှေ့လာတဲ့အခါမှာစီးပွားရေးကတဖြည်းဖြည်းနဲ့မပြေသေးဘူး။ကိုမျော်နေသလားဝင်မလားဘူးဝင်ကြည့်ကအရင်ကဆိုလို့ရှိရင်အတရက်ကို50 350ဝင်နေတဲ့ ်ကြီးပွားရေးလုပ်ငန်းကတရက်အတွင်းကို6သိန်းဝင်ဖို့မနေရှုံးနေရတဲ့အနေအထားကြီးသူတို့ရောက်နေခဲ့တာပေါ့ဒီမှာအဲ့အိမ်ကိုဆစ်လိုက်တဲ့အခါမှာတခြားအဖြစ်တွေလည်းအများကြီးရှိနေတယ်ဒါပေမဲ့ဒီဖုန်းချွေအရာဒီဗီဒီယိုထဲမှာဒီမှာအိမ်အဝင်တကားမရဲ့အကြောင်းကိုအထူးပြောပြနေတာဖြစ်ပါတယ်ဆိုတော့သူရဲ့အိမ်မှာဘာရှိလဲဆိုတော့ အိမ်အဝင်တကားမကြီးအိမ်ဝင်ဆိုတာအိမ်ထဲဝင်တာမဟုတ်ဘူးလေခြံဝင်တကားမကိုခြံမှာကားဝင်ဖို့တပောက်ရေပြီးလို့ရှိရင်ကိုအိမ်ဝင်လာဖို့တပောက်ရေတကားပေါက်ပေါ့နော်ဒီ main door တကားပေါက်ကြီးခြံဝင်တကားပေါက်ကြီးကနှစ်ခုထားထားတာပေါ့အဲ့တော့တကားပေါက်နှစ်ခုထားထားတယ်ဝင်ပေါက်နှစ်ခုထားထားတယ်ဆိုလို့ရှိရင်ကျမတို့ကဘယ်လိုလဲဆိုရှင် energy ခွဲဝေစီစဉ်မှုဖြစ်စေတယ်ဆိုတော့ energy ကခွဲဝေစီစဉ်ရပြီဆိုလို့ရှိရင်အာနေသွားတယ်အဝင် ဝင်လာမဲ့ငွေကြေး LNG ကအားနည်းသွားပြီဆိုတာမျိုးတခါတည်းတက်ရောက်ပြီးတာဖြစ်သွားတယ်။အဲ့တော့အိန္ဒိအရဲ့စီးပွားရေး၊ကျန်းမာရေး၊လူမှုရေးအဲ့ဒါကြီးအားလုံးကဒီချီနဲ့ပဲအလုပ်လုပ်တာ။ချီ LNG ကောင်းလေလေဒီအိန္ဒိစီးပွားရေးကပို့ပြီးတော့တက်လေလေပေါ့။ပြောချင်တာကချီ LNG ကိုကိုကဝယ်ကဲလုပ်နိုင်တဲ့ချီ LNG စီးဆင်းမှုကိုကိုကတင်ချစီမံနိုင်တယ်ဆိုလို့ရှိရင်ဘယ်လိုစီးပွားရေးပဲလုပ်လို့ကိုကအများကြီးအားစိတ်ဆရာမလုပ်နိုင်ဘူး။ အဲစီးပွားပို့ပြီးတော့ဖြစ်နိုင်တယ်။ကျမတို့ဒီဖုန်းရွှေအရာဆိုလို့ရှိရင်အဲလိုမျက်၅ခု ਨੇ ဒီတဟဆာတာဖြစ်အောင်ပြင်ဆင်ရတာဖြစ်ပါတယ်။အဲလိုမျက်၅ခု ਨੇ တဟဆာတာမဖြစ်ဘူးတခုခုကရုံရင်းပြည့်စုံနေတယ်ဆိုလို့ရှိရင်အိမ်မှာကစီးပွားရေးအရာဖြစ်ဖြစ်လူရေးအရာဖြစ်ဖြစ်ရှုထောင့်တစ်ခုခုမှာလာပြီးတော့ထိခိုက်နေတာမျိုးတွေရှိလာရဲဆိုတာကိုကျမတို့ဒီဖုန်းရွှေမှာအယူအဆရှိပါတယ်။ဒါကြောင့်မို့လို့ကိုယ့်အိမ်မှာအဝင်တကားမှနှစ်ပေါက်နော် ခြံဝေးတကားနှစ်ပေါက်လောက်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေအနေနဲ့တက်တက်နိုင်လို့ရှိရင်အမြန်ဆုံးပြင်သင့်ပါတယ်တကယ်လို့မှကိုကခြံဝေးတကားကိုမပြင်နိုင်သေးဘူးပြင်ဖို့လည်းအဆင်မပြေသေးဘူးဆိုလို့ရှိရင်ရှိနေတဲ့ခြံဝေးတကားနှစ်ခုတည်းကတစ်ခုကိုတော့အသေးပိတ်ထားဖို့ကျွန်မအကြံပေးချင်ပါတယ်ဆိုတော့ကျွန်မကဒါကတော့ဖုန်းရှိကျွန်မစစ်ထားတဲ့အတွေ့အကြုံကိုပြန်ပြီးတော့ share လုပ်ပေးတာပေါ့နော်ကျေးဇူးတင်ပါတယ်ရှင်